မင်္ဂလာပါဒီနေ့လဲဆရာကဆရာတည်တာတဲ့အစာအုပ်လေးတဦးအကြောင်းဝင်ငှချင်ပါတယ်အဲ့အစာအုပ်ကနာမည်လေးကတော့ how to communicate light in buddhist ကျွေနှုတ်ကပဲဖတ်တာပေါ့လေဗမာမှုပြုလိုက်တော့ဗုဒ္ဓအလိုကျလူမှုဆက်ဆံရေးပညာဆိုတော့ အရှင်ဘုရားတပည့်တော်ဘာညာလို့ဆရာတွေးမိတာပဲဟုတ်ပါမလဲဖတ်ရင်ဖတ်ရင်ဖတ်ရင်နေမှာစာရေးဆရာကဆက်ဆက်ရေးဆိုင်ရာကျွမ်းကျင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်စာရေးသူရဲ့နာမည်ကစင်တီဟာကိန်းဗျစင်တီဟာကိန်းဟာခေဟောင်းကပြောဆိုဆက်ဆံတဲ့အစုံအမတရားတွေကိုတည်ဆောင်လာပြီးတော့ခစ်တစ်မှာလေလိုက်နာကျင့်သုံးနိုင်တဲ့အကြံဉာဏ်တွေနဲ့ရေးသားတဲ့နေရာမှာနာမည်ကျော်တဲ့စာရေးဆရာမှတစ်ယောက်ဖြစ်တယ် တချို့ခေဟောင်းဝါဟာတွေကခေတ္တမှာဘောင်မဝင်တော့ဘူးလို့ထင်ကြတယ်ဒါပေမဲ့ဟိုးရှိရှိပဝေတဏီတဲကသုံးဆွဲလို့ရတယ်နီးနာနေတရတွေဟာအခုချိန်ထိသုံးဝင်တော့မယ်ဒီနေ့ခေကြီးဟာပြောဆိုဆက်ဆံနေရတာတွေဟာမြန်မြန်ပြောလာတယ်အတူတွေပြောလာတယ်စသဖြင့်ပေါ့နော်ခစ်ကလည်းမြန်နေတဲ့ခစ်ကြီးကိုအဲ့တော့အပေါ်ယံနေနဲ့ဆက်ဆံလာကြတယ်ဒါကြောင့်စာနာစိတ်နဲ့အတိတ်ပဲပြပြဝဝဆက်ဆံဖို့အတွက် ကိုယ့်ရဲ့စကားတွေကိုယ့်ရဲ့အပြုတ်မှုတွေဟာ ကိုကိုယ်တိုင်နဲ့ကိုယ့်ရဲ့လူမှုဆက်ဆံရေးတွေကိုဘလို့ပုံဖော်ပေးသလဲဆိုတာသိသွားပြီး နားလည်ဖို့လိုပါတယ်ပြောဆိုဆက်ဆံတဲ့နေရာမှာတတိရှိဖို့လိုတယ် mindful communication ဆိုတဲ့သဘောပါပဲပြောတဲ့အချိန်ရောနားထောင်တဲ့အချိန်မှာပါကိုယ့်စိတ်ကို သိနေရမယ်လို့စာရေးသူကဆိုပါတယ်။စကားဝိုင်းတစ်ခုမှာကိုကဝင်ပြောလို့မယ်ဆိုရင်ကိုစကားမပြောခင်မှာအဲ့တီစကားရဲ့ရည်ရွယ်ချက်တစ်ခုကိုရှင်းရှင်းလင်းလင်းပြက်ပြက်သားသားချမှတ်ထားဖို့လိုပါတယ်။ငါစကားနွားရပြောသလိုမျိုးငါနိုင်ရင်ပြီးရောဆိုပြီးတော့ပြောသလိုမျိုးတွေမပြောမိဘူးအရေးကြီးတယ်လို့ဆိုပါတယ်။ပြီးတော့ဆရာမကပြောတယ်မက်ကင်ရှစ်ပါးတွေက right speech လို့ခေါ်တဲ့မှန်ကန်တဲ့စကားဆိုတာကိုသဘောကျပြီးတော့လမ်းညွှန်ပါတယ်ဟုတ်တယ်မှန်ကန်တဲ့စကားပြောတာကြောင့်ကျင်နာမှုနဲ့တင့်မြတ်မှုကိုရရှိစေတဲ့ဆက်ဆံရေးတွေပေါ်ပေါက်လာစေပါတယ်မူသားစကားတွေကတော့စိတ်ဝမ်းကွဲစေတယ်ဒါကြောင့်မူသားစကားကိုမပြောအပ်ဘူးလူတစ်ပါးထိခိုက်မယ်နစ်နာမယ်စကားကိုမပြောအပ်ဘူးလို့ဆိုပါတယ်အဲ့တော့စကားပြောတဲ့အခါမှာတတိရှိဖို့ရည်ရွယ်ချက်ရှိဖို့နဲ့ ဗုဒ္ဓရဲ့ခြင်းစဉ်တွေက တခုဖြစ်တဲ့မှန်ကန်တဲ့စကားကိုပြောတာဟာဆက်ဆံရေးအတွက်အခြေခံစည်းမျဉ်းတစ်ခုလို့စာရေးသူကဆိုပါတယ်အဲတော့မှန်ကန်တဲ့စကားကိုဆိုတဲ့အခါမှာအခြေခံစည်းမျဉ်း၅ခုကိုစာရေးဆရာမကလမ်းညွှန်ပြဟောပြအဲ့ဒီ၅ခုကတော့ true မှန်လား helpful အထောက်အကူဖြစ်လား kind ကျေနပ်မှုတွေပါရလား harmony ညီညွတ်မြတ်တာစေရဲ့လားနောက်တစ်ခုကတော့ right time ပြောတဲ့နဲ့အချိန်မှာပြောတာရောဟုတ်ရဲ့လားလို့ဆိုပါတယ်ကိုပြောတဲ့စကားကိုချက်ကားပြောတာမျိုးမဟုတ်ဘဲနဲ့အတိအကျအသေးအချာပြောတဲ့စကားမျိုးဖြစ်အောင်ဆရာတို့ဆောင်ရွက်ဖို့လိုပါတယ်ပြောပြီးတော့မှစကားမှားသွားတာမျိုး ပြီးတော့အမှားတွေ ကိုတက်တက်ကျူးလွန်ပြီးပြောတာမျိုး မဖြစ်ဖို့တတိရှိဖို့လိုပါတယ်တဲ့ကိုကမတိတာတိတာကလည်းတိတ်မတိကြဘူးဆိုရင်တော့အဲ့တိစကားကိုမပြောတာကပိုကောင်းပါတယ်မှန်းစပြီးရမ်းပြောတာမျိုးဟာမှန်တဲ့စကားမဖြစ်နိုင်ပါဘူးတဲ့နောက်တစ်ခုကတော့အထောက်အကူဖြစ်ရလားဆိုတာကတော့ကိုယ်စကားနားထောင်သူအတွက်အကျိုးရှိရလား သူ့အတွက်တခုခုရသွားရဲ့လားအကြောင်းအရာတခုကိုပြောဆိုဆွေးနွေးတဲ့အခါမှာဝေပန်ပြစ်တင်ပြောဆိုနေတာမျိုးမဟုတ်ဘဲနဲ့အပြုတ်သဘောဆောင်ပြီးပိုကောင်းတဲ့အဖြေနဲ့အကြံဉာဏ်မျိုးပေးတာမျိုးကိုဆိုလိုတာပါတခါတော့ကျွန်တော်မီတင်တခုမှာအကြံတောင်းတယ်တစ်ဖက်အဖွဲ့စည်းကဂျပန်ကိုသွားမဲ့လူငယ်တွေအတွက်အစအဆုံးဆောင်ရွက်ပေးမယ်ဒါကြောင့်ဂျပန်စာတင်တန်းလေဖွင့်မယ်အဲ့ဒီချိန်မှာ အကြံပေးတဲ့တယောက်ကအင်္ဂလိပ်စာပါဖွင့်လေအဲ့အမအတိတ်ပဲရှိတော့မှာပေါ့လူတိုင်းကအင်္ဂလိပ်စာကိုစိတ်ဝင်စားတာဒါမှအကျိုးရှိမှာပေါ့ ူပြောတာမှမှားပါဘူးဒါပေမဲ့အထောက်အကူဖြစ်ရလားရှာတို့သွားမဲ့နိုင်ငံကဂျပန်နိုင်ငံလीဂျပန်နေဟာသူတို့နိုင်ငံမှာအင်္ဂလိပ်စာအင်္ဂလိပ်စကားတိတ်မသုံးပါဘူးဒါကြောင့်ဂျပန်သာတင်တာဂျပန်တင်နန်းဖွင့်တာဟာအကျိုးရှိတာဟုဆရာကြီးလှုပ်လို့တဲ့စိတ်နဲ့တပတ်သားကိုဝင်ရောက်ဆွေးနွေးတာတော့အဖြစ်အားမကောင်းမင်းနဲ့အကြံပေးတာလေအလဟတ်ဖြစ်သွားတတ်ပါတယ် thank you ဆိုင်ဖို့လိုပါတယ်ပြီးတော့ကိုပြောတဲ့စကားလုံးတွေရော ကျင်ကျင်နာနာနုနုညံ့ညံ့ဖြစ်တာလားဆိုတာကိုလေသတိထားဖို့တတိယအချက်မှာဇာတိဆံမကရေးပြတာပါတယ်ကျင်နာတဲ့စကားဟာစေတနာကို ဖြစ်စေတယ်ဗျစေတနာဖြစ်တဲ့အတွက်သူတစ်ပါးကိုမထိကြိုက်ဘူးဗျသူတစ်ကားကိုမထိကြိုက်တော့ကိုကသူ့ကိုအကြံပေးရတာကျင်နာယူရတာတိတ်တန့်ဖို့ရှိတာပေါ့ကိုယ်တငယ်ချင်းကစိတ်တော်ကရောက်နေတဲ့အခိအချိန်မှာတွေ့ကြုံနေရတဲ့အချိန်မှာခွန်အားတက်မဲ့စကားမျိုးပြောတာကောင်းတာပေါ့ကျင်နာတဲ့စကားမျိုးပြောတာကောင်းတာပေါ့ ထိလွယ်ရှလွယ်တဲ့ကိစ္စတွေမှာကိုယ့်ရဲ့လေတံနဲ့စကလုံးအတုံးအနှုံးတွေကိုဂယုစိုက်ဖို့အထူးလိုအပ်ပါတယ်စာနာမှုနဲ့ဂယုစိုက်ပါထပ်ပြောမယ်နော်စာနာမှုနဲ့ဂယုစိုက်ပါတခါတလေမှာတငယ်ချင်းချင်းချင်းမိတ်ဆွေချင်းချင်းစကြနောက်ကြပြောင်ကြတာဟာပြဿနာမရှိပေမဲ့အကြီးစားတန်ရန်ဖြစ်ဆိုတဲ့ဇာတ်အတိုင်းပဲတစ်ဖက်သားရဲ့ dignity တွေတစ်ဖက်သားရဲ့ဂုဏ်သိက္ခာတွေကို ထိကြိုက်သွားရင်စကားဟာအလကားဖြစ်သွားပါတော့တယ်။တခါတော့အလုတ်အယမ်းများတဲ့စာတင်တဲ့ကောင်လေးတယောက်ရှိတယ်။သူတငယ်ချင်းတွေကငွေကြေးကြွယ်ဝချမ်းသာတယ်။ချစ်လေချစ်ကြတဲ့တငယ်ချင်းတွေတရက်တော့တငယ်ချင်းတွေစုပြီးတော့ချိန်ကြတယ်။ခဏတွေ့ကြရအောင်။အဲ့ချိန်မှာစာတင်မဲ့ကောင်လေးကစာတင်ဖို့အတွက် သူသွားစရာရှိတယ်စတင်ရမှာဘူးအဲ့တော့တကယ်ချင်းတွေကိုလည်းချစ်တဲ့ခင်တဲ့အတွက်စတင်ဖို့မသွားခင်အချိန်လေးမှာရအောင်ဝင်ပြီးတော့အဲ့ဒီတကယ်ချင်းတွေရဲ့ gathering beer wine လေးမှာခဏဝင်ထိုင်တယ်သို့သော beer တောက်လို့မရဘူးစသွားတည်ရမှာမို့လို့အကြာကြီးထိုင်လို့မရဘူးအဲ့တော့၄၅မိနစ်၁၀မိနစ်လောက်လဲကြာတော့စတင်မဲ့ကောင်လေးကငါ့ကိုခွင့်ပြုအောင်ကွာငါလစ်ကမှဖြစ်မယ်ငါကလေးကြီးမျောနေတဲ့အချိန်မှာ bike ဆန်ကြွယ်ဘူးကြွယ်ဝါရှိတဲ့တကယ်ချင်းတယောက်က မင်းစာတင်ချိန်တစ်ချိန်ကိုပတ်စံဘယ်လောက်ရလဲအဲ့ဒီပတ်စံငါတို့ပြီးမယ်ငါတို့ ਨੇ တခါလေးပြီးတာတောက်ဆိုတယ်ပြောလိုက်တာမျိုးဟာကျင်နာမှုလည်းမပါဘူးခံစားမှုလည်းမပါဘူးနားလည်မှုလည်းမပါဘဲနဲ့တငယ်ချင်းတွေကြမှာပြဿနာတက်သွားပါတယ်တက်ကြည့်ဆက်ရမှာပါအဲ့တော့လူတွေကိုဟာမိုနီဖြစ်အောင်ညီညွတ်အောင် ပြောဆိုနိုင်သလားဆိုတဲ့အချက်ကတော့တဲ့စတုထအချက်ပဲဖြစ်ပါတယ်အဲ့ဒီစတုထအချက်မှာတော့ဘာပြောတာလဲဆိုတော့ဆိုလိုတာကအေးချမ်းပြီးညီညွတ် အောင်ဆောင်ရွက်ပြီးတာပါကိုယ်စကားကြောင့်မတင်မြတ်တဲ့သူနှစ်ဦးဟာကိုယ်စကားကြောင့်တင်မြတ်သွားတယ်ညီညွတ်သွားတယ်အေဂျင့်သွားတယ်ဆိုရင်အဲ့ဒီကောင်ဟာဟာမိုနီဖြစ်သွားပါတယ်ဒါကြောင့်အတင်းဖြင်းစကားတွေမပြောဘဲနဲ့စိတ်ဝမ်းကွဲအောင်မပြုမိဖို့တတိထားမှာပါကိုကအဖွဲအေရကိုအဖွဲတွေကမိတ်ဆွေရအဖွဲဘီကအလုတ်တွဲလို့ရမယ့်သူတွေကိုမကြည်မနှက်ဖြစ်အဲ့ဒီဖွဲဘီတွေက မောင်ဘီရမကောင်းဘူးမောင်စီရမကောင်းဘူးဖြစ်နေတဲ့အချိန်မှာကိုကပါမောင်စီ မကောင်းဘူးမောင်ဘီမကောင်းမလို့ပဲနဲ့သူ့ရဲ့တူညီမှုဟိုဘက်ကသူရဲ့အာတာမှုသူ့ရဲ့အာတာမှုတွေကိုထုတ်ဖော်ပြီးတော့နှစ်ဦးနှစ်ဖက်စလုံးတန်ဖိုးရှိတဲ့သူတွေဖြစ်တယ်ဆိုတာမျိုးကိုညှိနှိုင်းပြောဆိုတာမျိုးဟာဟာမိုနီဖြစ်အောင်ညှိတာပဲဖြစ်ပါတယ်စိတ်ဝမ်းမကွဲအောင်ပြောဆိုတာပဲဖြစ်တယ်လို့ဆရာ အကြံပေးခြင်းပါဟုတ်ပြီနောက်ဆုံးဘိတ် ြင်ဆင်မမြောက်အချက်ကတော့ right time ဖြစ်ရလားကိုပြောမယ့်အကြောင်းအရာနဲ့နားထောင်သူရဲ့စိတ်အခြေအနေကိုဆရာတို့ကြည့်ပြီးတော့ပြောတတ်စုတတ်ဖို့အရေးကြီးပါတယ်ကိုပြောမယ့်အချိန်မှာ နားထောင်သူကစိတ်တွေထွေပြားနေတာပူပန်နေတာမျိုးဖြစ်နေရင်ကိုယ့်စကားက right time ပြောတဲ့စကားမဟုတ်ပါဘူးဆိုပါစို့ကိုကကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ် ကိုတထေးရဲ့တမီးကယုံကကားမောင်းတဲ့ driver နဲ့ခိုးပြေးသွားတယ်တထေးကအလွန်ဒေါသထွက်ပြီးပေါက်နေတယ်တထေးကတသမီးလေးကိုရွှေလိုဥပီးထားတာတမီးလေးကိုချစ်လွန်လို့တုံနေတာပဲသို့သောလူငယ်ဘာသာဘာဝအရာချက်ချာကြိုက်ကြတော့ရင်မောင်းကောင်လေးနဲ့ထွက်ပြေးသွားတဲ့အချိန်တထေးကပေါက်နေတယ်အဲ့ဒါကိုကိုကသွားပြီးတော့ ကျွန်တော်ဒီမှာလောက်တာ9နှစ်ကျော်ပြီလစာလေးမြတိုးပြီးမလားလို့သားပြောမယ်ဆိုရင်ခင်ဗျားပြောတဲ့စကားဟာသားပြောတဲ့စကားဟာဘယ်လိုလုလုတ်ပြီးတော့မှ right time ဖြစ်တော့မှလေအဲ့တော့အချိန်မကြတော့ပါဘူးဒါကြောင့်စီမင်း9ခုကိုဆရာညီကုန်းချုပ်ချင်ပါလေမန်ကန်တဲ့စကားကိုပြောပါအကျိုးရှိမဲ့စကားကိုပြောပါကျင်ကျင်နာနာပြောပါညီညွတ်စေမဲ့စကားမျိုးပြောပါ သင်တော်တဲ့အချိန်ကို ပြောပါဆိုပြီးတော့ဆရာအကြံပြုချင်ပါတယ်အဲ့တော့ပို့ပြီးတော့များဗုဒ္ဓရဲ့လူမှုဆက်ဆံရေးนี้ปัญญานี้เนี่ยปัดตะเดอัจฉะละดีกูเจเจเปี้ยนๆติจินตะบะสุยินภิชวยนึกแกสาวุสินมา how to communicate like the buddhist สุเรสาวุลีชื่อจองပြောจายินเนี่ยเสียเยวิงหมู่กูหนีกงชุบไปสิเสียนําเมญญีบาเจซุตํามาเลย